အားလုံးမင်္ဂလာပါစီဘကဟန်နော်လေးရှယ်ရင်းချန်နယ်ကနေကြိုဆိုပါတယ်ဒီနေ့ဒီချင်းနဲ့အတူ grade 10 biology chapter 3.1.4 support system in humans အပိုင်းနှစ်ကိုလေ့လာကြရအောင်ကျတော့အပိုင်းတစ်မှာသင်ခဲ့တဲ့ကျတော့ရဲ့ skeletal system မှာ axial system နဲ့ appendicular system ဆိုလို့ရှိအော်ကျတော့ရဲ့ဒီ skeletal system တနည်းအားဖြင့်လူတွေလှုပ်ရှားတဲ့ locomotor system မှာဘာပဲပါလဲဆိုလို့ရှိရင် ဘုံးစီပါမယ်ပြီးတဲ့အခါမှာဘုံးစီနဲ့အတူ support ပေးထားတဲ့ catalyst တွေပါနောက်တစ်ခါတူမှာ muscle စီပါမယ် muscle ကနေပြီးတော့မှကျတော့ဘုံးနဲ့ attachment လုပ်တဲ့ tendon ရှိမယ်ဘုံးချင်းချင်းဆက်ထားတဲ့ ligament စီရှိအော်ကျတော့ဒီအပိုင်းနှစ်မှာတော့ဘာကြီးအကြောင်းပြောမလဲဆိုရင်ဘုံးရဲ့ catalyst ရှင်ပြီး joint စီအကြောင်းကိုလေ့လာကြပါမယ် ကျတို့ဘုံဆင်ဆိုတဲ့ခြောက်ကြည့်မယ်ဆိုလို့ရှင်ကျတို့ကဒါက long bones ပေါ့နော်ဘုံအရှိဘုံဆင်ဆိုတဲ့ခြောက်မှာဒီနားမှာဆိုရင်ပွားနေတဲ့အပိုင်းရှိအဲ့ဒါကို spongy bone လို့ခေါ်ပါတယ်။ဟောကျတို့ဘုံဆင်ဒီအပေါ်ဘက် covering ပေါ့ဒီအရှိဘက်မှာကောဒီဘက် covering မှာကဘုံနေတာဘာဖြစ်နေလဲဆိုတော့ compact ဖြစ်နေအဲ့နေရာဒီ compact bone ဖြစ်တယ် ောက်ကြီး spongy ပုံမှာပဲဖြစ်ဖြစ် compact ပုံမှာပဲဖြစ်ဖြစ်ပါဝင်တဲ့ content ကတော့ဒီစက်တို့ကနှစ်ပိုင်းခွဲလို့ရတယ်တစ်ခွတော့ဗာလဲဆိုဘုံ sense အော် bone sense ရကျတို့ osteocytes ဒါက osteocytes ဆိုရှိရေနောက် osteoblasts ပြီး osteoclasts ဆိုဘုံ sense ရှိအဲ့ဒါအပြင် sense ချာမှရှိရေ extracellular matrix ဆိုရှိရေ အဲ့ဒါကျဘုံစင် composition နဲ့မှာခုနဘုံစန်းစီပါလေကျတို့ရဲ့ bone matrix extra cellular matrix ရဲ့မှာ inorganic portion ဖြစ်တဲ့ calcium နဲ့ phosphorus တွေပါကျတို့သိပြီးသားဖြစ်တယ်။အော် organic portion နဲ့မှာဘာပါလဲဆို protein စီပါလေ။အော် collagen စာလဲကျတို့က protein တစ်မျိုးဖြစ်တယ်ပြီးတော့တခြား protein အမျိုးအစားတွေပါတယ်။ bone tissue consists of a dense and hard organic matrix ော်ဒီ organic matrix အောက်မှာ compose of the ဓမ္မ mineral စေပါเนาะကျတော့အဲဓမ္မတော့ organic matrix လို့ရေးထားပေမယ့်တကယ်တမ်းကဒီ calcium နဲ့ phosphorus တွေကိုဆိုတော့ inorganic portion လို့ခေါ်ပါတယ်။အော် organic matrix အောက်မှာ mineral calcium calcium က calcium phosphate အနေနဲ့တချို့တွေကတော့ calcium carbonate အနေနဲ့ပါတယ်။ဘုံဆဲစီချောင်းမှရှိပါတယ်။ cell cell က remain alive and secrete matrix throughout the life အဲ့တော့ဒီဘုံစင်းစီရဲ့အပြင်ဘက်ကဒီ matrix ဆဲမှာပါတဲ့ protein စီဒီ organic portion ကိုဘယ်သူကထုတ်တာလဲဆိုရင်ဒီဘုံဆဲစီကနေထုတ်ပြီးဒီ inorganic portion ကတော့ကျတို့ဒီဆဲစီကထုတ်ပြရမဟုတ်ဘူးကျတို့စားလိုက်တဲ့ diet တွေတွေကနေရတယ် most bone have a large cavity called sumeru cavity in the center ဒီဘုံဆဲကလေးမှာ cavity ရှိတယ်ဒီ cavity ရဲ့မှာပါရှိနေလဲဆိုရင် ်ရဲလို့မေဘူးအဲ့ဒါဆိုစိတ်ဆွတ်တွေပါလေဆိုင်းခလေကအစီတုံးထွက်လာတာဟုတ်နော်ဟာရဲလို့မေတော့ mainly fat တွေရှိတယ်ဒီနားရီမှာတော့ red marrow ရှိ red marrow မှာ blood cells တွေဖြစ်တယ် RBC တွေ WBC တွေ platelet formation တွေဖြစ်ပါတယ်နောက်တစ်ခုကပါလဲဆိုရင်ဒီ bone cells တွေ bone tissue တွေကသူတို့အတွက် oxygen တွေလိုတယ် nutrients တွေလိုတယ် အဲ့ဒါတွေကိုဘယ်သူမှပြီးနေဆိုရင်ဒီကလေးက Harvard ဆင်ကန်မှာ blood vessel ရှိတယ်။ nerve supply နေနေရှိတယ်။ဟုတ်နော်။ blood vessel and nerves for oxygen supply and control of the bone cells ဖြစ်ပါတယ်။ဘာလို့လဲဆိုတော့ဘုံစန်းစေစောင့်ထဲက Harvard ဆင်ကန်နဲ့ပုံပြထားတဲ့ဒီကလေးက။ဒါတော့ခုနပြောခဲ့တဲ့ zero ရဲ့ bones မှာဒါက spongy bone ဖြစ်တယ်။ဒီဘက်က compact bone structure ကိုပြထားတယ်။ ပါဝင်တဲ့ contents ကတော့အတူတူပဲသူတို့ရဲ့ arrangement ပဲကြောင်းသွားတယ်ပေါ့နောက်တစ်ခုကပါလဲဆို cartilage အကြောင်းဖြစ်တယ်အဲဆိုတော့ cartilage တွေပဲနားမှာရှိနေဆိုတော့ this skeletal system မှာဆိုလို့ရှိရင်တော့သူတို့ရဲ့ဘုံအချင်းချင်းထိစပ်တဲ့ဘုံ end စီမှာရှိတယ်။ဒါမှဆိုရင်ဒီဘက်ဘုံနဲ့ဒီဘက်ဘုံနဲ့ shoulder joints မှာဒီမှာ cartilage တွေရှိတယ်။ဘုံစစ်အစွန်းတွေမှာရှိတယ်။ဘုံချင်းချင်းထိစပ်တဲ့အပိုင်းမှာရှိတယ်။ ညီမဆို stunning ဆိုတဲ့ဘုံနဲ့ဒီဘက်က ribs ရဲ့ဂျားထဲမှာဘုံနှစ်ခုဂျားမှာ cartilage တွေရှိတခြား cartilage ရှိတဲ့နေရာတော့ skeleton center အပြင်သူရဲ့ဒီမှာ nose မှာရှိရနေရွက်တရားလဲ cartilage နဲ့လောက်ထားတယ် lens မှာဆိုလို့ရှိရင်ဒီ respiratory tract မှာ cartilaginous ring နေနဲ့လောက်ထားအခု cartilage ကဆို skeletal system မှာရှိတဲ့ cartilage အကြောင်းကိုပြောမှဖြစ်တယ် ဟုတ်တယ်ရေဘုံစေကတစ်ခုနဲ့တစ်ခု contact ဖြစ်တဲ့အခါမှာဒီကလေးမှာ cartilage တွေသာမရှိဘူးဆိုရင်ဘုံနှစ်ခုကသူက friction ပိုဖြစ်မယ်ထိခိုက်မှုပိုများမယ်ပေါ့ rub together every time move and eventually သူတို့လှုပ်ရှားရင်လှုပ်ရှားလိုက်အချင်းချင်းသွားပေါ်တိုင်းမိပြီးတော့မှာ the ends of the bone စေကပျက်စီးကုန်ပါမယ်တဲ့ အဲ့ဒီတွေကြောင့်ဘုံးဆက်အစုံဤကိုထိခိုက်မှုကနေကာဝယ်ဖို့ protect by catalyst ကကာဝယ်ပေးထားတယ်အကတလေးစွာကလည်း connective tissue အမျိုးအစားပဲဒါမဲ့သူဒီဘာဖို့ဖြစ်လဲဆိုတော့ flexible ဖြစ်တဲ့ဘုံးစီအတွင်းမှာရှိပါတယ်တဲ့ it cushion စပုံ cushion နေနဲ့ cushion စာခံပေးထားတာပေါ့အထိခိုက်မှုကောင်းဝယ်ပေးထားတယ် allowance for smooth movement စီအတွက်ကိုသူကပြုပေးပါတယ် အကတ်လစ်ဖောင်း in the chest အဲဒါရဲ့ဒီ chest မှာရှိရကတ်လစ်ဒီမှာကတ်လစ်က rib စီနဲ့ခလေက sternum bone နှစ်ခုကြားမှာကတ်လစ်တွေရှိတယ်ဒီကတ်လစ်တွေကဒီ nevering က nevering rib စီကိုစုပြီးတော့မှဒီကတ်လစ်ကြီးက sternum မှာလာချိတ်ပေးထားတယ် Holds neighboring ribs together into one strong but flexible rib cage. အဒီနာမှာ cartilage တွေရှိတဲ့အတွက်ကြောင့်ဒီ rib cage ကြီးကဘာဖြစ်နေလဲဆိုရင် flexible ဖြစ်တယ်လှုပ်ရှားလို့လွယ်ကူပါတယ်တဲ့ဒါကတော့ကျေကွနာ join စီချာမှာ catalyst ရှိတာပြတယ်ပြီးအခါမှာကျေရဲ့ join စီအကြောင်းပြောတယ်ဟော join is the place where two bones meets bone နှစ်ခုစုံတဲ့နေရာကို join လို့ခေါ်တယ်အဲ့ဒါဆိုရ joints အမျိုးအစားကြီးရှိတယ်။ joint တွေအမျိုးအစားပေါ်မူတည်ပြောမှာသူတို့လှုပ်ရှားနိုင်တဲ့ပမာဏ range တွေလည်းကွာသွားတယ်။အဲ့ဒါဆို different types of joint အောင်မှာ fibrous joints ဆိုတာရှိတယ်။ စကားမှာရှိတဲ့ဘုံးစေးချာမှာသူက fibrous joint ဖြစ်တယ်။အဲသူကဘုံးနှစ်ခုကို glue လိုမျိုးသူကကတ်ထားတယ်။နောက်တစ်ခုကဘာလဲဆိုတော့ cartilaginous joint ။အဲဒီစရိုးရဲ့ vertebra မှာဒီဘုံးစေးချာမှာရှိတဲ့ joint က cartilaginous joint ဖြစ်တယ်။ဒီချာထဲမှာ cartilage ခံထားတယ်သူတို့ချာမှာ space မရှိဘူး။ ဒါတော့ပါလဲဆိုစိုင်နိုဗီရဲ့ joint စိုင်နိုဗီရဲ့ joint ကတော့ဒီဘက်ကဘုံရှိတယ်ဒီဘက်မှာဘုံ ends အပေါ်မှာ cartilage နဲ့ကာဝါလောက်ထားမယ်ခလေမှာစိုင်နိုဗီရဲ့ fluid တွေပါတယ် cavity ရှိအဲအကြောင်းထားကိုစိုင်နိုဗီရဲ့ joint လို့ခေါ်တယ်။ Also fibrous joint are made up of same dense material that bone is made up of ဘုံနဲ့လောက်ထားတဲ့ tissue လို့ပဲသူက fibrous joint တွေက ရှိတဲ့ materials ကမာတယ်ပေါ့ dense ဖြစ်တယ် Uh, they act like the tough blue colo way, connects the bones and hold them in place through go cut happy body. Cartilaginous joints along partial movement. Or uh, to the bones that the stoma solution joint ni ga alwe ku lou lo ma ya. De ma ro a nei nge lou lo ya de. Tu ga ba le so yin partial movement go along lou de. uh, the joint စိတ်မှာ cartilage physically holds the bones together bone စိတ်ကို cartilage တွေက physically hold လုပ်ပေးထားပါလေတဲ့နောက်တစ်ခုက synovial joint စိတ်ဖြစ်တယ်အဲ့တော့သူက synovial joint စိတ်မှာဒီမှာပါရှိနေဆိုရင်ဒီ bone ဆက် end စိတ်မှာဒီမှာ bone ဆက် end ကို cartilage ကကုရှင်လုပ်ပေးထားပြေခံကြတော့ဒီဘက် bones နဲ့ဒီဘက် bones ကိုဗာနဲ့ဆက်ထားလဲဆို ligaments နဲ့ဆက်ထားတယ်ဒါလေးကိုချေလို့ ligaments ကိုကြည့် ligaments ဆိုတဲ့ bone နှစ်ခုကိုဆက်ပေးထားတာဒါဒီ ligaments အဲ့ဒါဆို tendon နဲ့မတူ tendon ကတော့ဒီဘက်က muscle ရဲ့နောက်ဆုံး extension ပေါ့ muscle ကနေအဆုံးက tendon ဖြစ်တယ်သူက muscle ကနေ bone ကို attachment လုပ်တဲ့ site ligaments ကတော့ bone နှစ်ခုကိုဆက်ပေးထားအဲ့ဒါမှာ held together by capsule of the ligament ဒီဘက်က ligament တွေရှိအောင်ဒီ ligament စီကဒီ joint space ကိုပတ်ပတ်လေးပတ်ထားဟုတ်နော် capsule လို့မြင် ligament is a long flexible band of connective tissue အရှိလိုက်ကြီး to the flexible ဖြစ်တဲ့ connects the two bones across the joint joint ကခလေးမှာရှိပါ bones နှစ်ခုကိုဆက်ပြီးထားပါလေ synovial joints allow great degree of the movement between bones အဲ့ဒါကြောင့်ကနော် fibrous joints နဲ့ cartilaginous joint နဲ့မတူတာ synovial joint မှာ ူဒီပိုပရမ movement တွေကိုများများလုပ်လို့ရတယ်အဲ့တော့ Sinovia joint C အမျိုးအစားတွေအများကြီးရှိတယ်။အဲ့မျိုးအစားတွေကပထမဆုံးတစ်ခုက hinge joint ။အဲ့ hinge ဆိုပါလေဆိုချက်ပတ်တာလို့မြင်။တကားပတ်တာလို့မြင်။အော်တကားပတ်တာလို့မျိုး joint ရပမာရှိမယ်ဆိုရင်သူတို့ရဲ့ elbow joint C မှာရှိတယ်။နောက်တစ်ခါ knee joint မှာရှိတယ်။အော်သူတို့ဓမ္မဆိုရင် knee joint ကိုကြည့်မယ်ဆိုရင်ဒါအပေါ်ဘက်ကပေါင်ရိုးပေါ့ femur လို့ခေါ်တယ်။အောက်ဘက်က ခြေထောက်မှာပုံနှစ်ခုရှိအဲ့သူတို့ဂျားတွေက join ပြီးဘာလို့လို့ညလဲဆိုရင်သူတို့ရဲ့ဒီဒူးကောင်းကဘာလို့ညပွေးလို့ညတယ်ဆန့်လို့ညတယ်ပွေးတာကို flexion လို့ခေါ်ပြီးတော့ဒူးဆန့်လိုက်တာကို extension လို့ခေါ်အဲ့လိုပဲသူတို့ရဲ့ elbow join ကိုကြည့်မယ် elbow join ဆိုရင်ဒါဆိုရင် flexion လို့လို့ညတယ်ဆန့်လိုက် extension လို့လို့ညတယ်ဟုတ်နော်အဲ့တော့ဒီအပေါ်ဘက်က humerus ပေါ့လက် လက်မောင်းယိုးနဲ့အောက်ဖက်ကလက်ဖြန်ယိုးနှစ်ခုရှိတယ်။သူတို့ကြားထဲကဂျွမ်းစီပတ်တာလိုပဲအကွေးအဆန့်လုပ်လို့ရတယ် flexion extension လုပ်လို့ရတယ်။နောက်ထပ် joint တစ်ခုက ball and socket joint အဘောင်းဆက်ကန်ဂျွိုင်းကဘောင်းဆိုလို့လေဆိုလို့ရှင်ကျတော့ဒီမှာဆိုလို့ရှင်ဘောလုံးလေးရှိတယ်ဒီဘက်က socket ဆိုအချိုင်းခွက်ကလေးရှိတယ်။အော်ဒီအချိုင်းခွက်ကလေးထဲမှာဒီအလုံးလေးကဘာဖြစ်လဲဆိုအလွယ်တကူ rotate လုပ်လို့ရတယ်လှည့်လို့ရတယ် ဒါကဇီရိုရဲ့ shoulder joint ပေါ့ပုခုံးမှရှိရဲ့ joint နောက်ဇီရိုရဲ့ပုခုံးမှရှိရဲ့ joint ဒါကတော့ဗာလဲဆိုလို့ရှိရင်ဒါ hip joint ပေါ့ဟုတ်နော်ပေါင်မှရှိရဲ့ joint ဒီမှာခြိုင်းခြိုင်းလေးရှိရဲ့ socket ချီရဲ့ဒီအောက်ဖက်ကဗာလဲဆိုရင် femur bone ရဲ့ ball လေးပေါ့အလုံးလေးရှိအောင်ဒီမှာ socket မှာဒီ ball လေးကအလွယ်တကူလှုပ်ရှားလို့ရတယ်အဲ့ဒီတဲ့ကြောင့်ဇီရို leg ဒီ shoulder joint ကိုကြည့်လိုက်ရှင်လို့ရှိရင် shoulder joint ကဘာလို့လို့ရလဲဆိုရင် shoulder joint ကဒီမှာဆိုရင် flexion လုပ်လို့ရတယ်ဒီ joint ကိုရှေ့ကိုဆန်လိုက်လို့ရတယ်ပြီးရခါကျနောက်ကို extension လုပ်လို့ရဒီ shoulder joint ကိုခံပြော့နောက်တစ်ခုကဒီ leg ကိုအပေါ်မြောက်လို့ရတယ်အပေါ်မြောက်တယ်ဆိုရင် abduction လို့ခေါ်တယ်ဒီအောက်ဖက်အတွင်းဘက်ထဲကိုဒီလိုသွင်းသွားရင် adduction လို့ခေါ်တယ် ောက်တစ်ခုကျတို့ရဲ့လက်ကိုပါလို့ညာပတ်ပတ်လင်းလှည့်လို့ရတယ် second tension လို့ခေါ်အော်ဒီလိုမျိုး bone and socket joint တွေကသူဒီ movement မှာအများဆုံးလုပ်နိုင်တဲ့ joint တွေဖြစ်တယ်။အခုနပြောခဲ့တဲ့ flexion လုပ်လို့ညာတယ်နောက်မှာ extension လုပ်လို့ညာတယ်ဘေးကိုကောင်းထည့်လိုက်တာ adduction လို့ခေါ်တယ်ခလေကိုငါကွေးတဲ့ဟာကို attention လို့ခေါ်ပဲပတ်ပတ်လေကို second tension လို့ခေါ် အတမပေါ်တပတ်ကောင်ဆော့ကက်တရူဒီက hip joint ပါလို့လာသူတို့မြောက်လိုက်နေတာ hip joint ကိုကိုွေးလိုက်တာဖြစ်တယ် flexion ဒါနောက်ကိုနှံလိုက် extension ခြေထောက်ကိုဒီ adrenal ဆို adhesion အပြင်ဘက်ကိုခွာထွက်လိုက်ရင် abduction ဟုတ်နော်ပြီးရခါကျတော့ဒီပောင်ရင်းကိုလှည့်လို့ရတာ rotation လောက်တာပေါ့ဟုတ်နော်အဒီ bone and socket joint ဒီ movement အများဆုံး great deal of movement ကိုလုပ်နိုင်တယ် နောက်တစ်ခုကပါလဲဆို pivot joint ။အ pivot ရဲ့သဘောတရားကဒီဘက်ဘုံတစ်ခုပေါ်မှာသူက multi ပြနောက်ထပ်ဘုံတစ်ခုကလှည့်လို့ရ။ဟုတ်နော်။ pivot joint က rotation အလုပ်ကိုလုပ်သေးတယ်။အဒီ rotation အလုပ်ကဓမ္မဆိုသူတို့ရဲ့ဒါကဓမ္မလဲဆိုရင် elbow joint ။ဒါပေမဲ့ elbow joint ကိုပြောတာမဟုတ်ဘူး။ဒီအပေါ်ဘက်ကသူတို့ရဲ့လမောင်းယိုးနဲ့အောက်ဘက်က joint ကြားထဲက joint ကခုန hinge joint ။ အခုချရီရဲ့ပိုင်ဖော်ဂျွိုင်းကဘယ်နားလေးကိုပြောရမလဲဆိုတော့ဒီလက်ဖြန်ယူမှာနှစ်ချောင်းရှိဟုတ်ပြီနော် radius နဲ့ arna ဆိုနှစ်ချောင်းရှိအော်သူတို့နှစ်ခုကြားမှာရှိတဲ့ joint ကိုပိုင်ဖော် joint လို့ခေါ်တာဒီချရီရဲ့ elbow joint ကိုခေါ်တာမဟုတ်ဘူးအော်ဒါကိုဘာလို့ခေါ်လဲဆိုရင် proximal radio arna joint လို့ခေါ်တယ်။ဘာကြောင့်လဲဆိုတော့ဒါ radius ဆိုတဲ့ဘုံနဲ့ arna ဆိုတဲ့ဘုံဒီအပေါ်ဘက်ချမ်းနှစ်ခုထိနေတဲ့အပိုင်းက proximal radio arna joint ရောင်ဖက်ကနေအောက်ကိုဆက်သွားမယ်ဆိုရင်ကျတို့ရဲ့ with trying ပေါ့ဟုတ်နော် with trying နားမှာဒီဘုံနှစ်ခုဆက်တာဆို distal လို့ပြောတယ်။ဘုံကတော့ proximal radio ulna joint ဖြစ်တယ်။နောက်ထပ်တစ်ခုက scar and atlas exit ဒါကတော့ကျတို့ကဒီဘုံပေါ့ဒါခေါင်းဥယိုခွန်ရှိရင်ဒါက cervical spine ပေါ့ cervical spine မှာပထမ first နဲ့ second ချားမှာရှိတဲ့ဘုံချားကဘာလို့နိုင်လဲဆိုတော့ rotate လုပ်နိုင်နေ။အဲ့ဒါလေ pivot joint ဖြစ်တယ်ပေါ့။ ဟုတ်နော်နောက်ထပ်တစ်ခွပါလဲဆိုဆက်ဒယ် joint အော်ဆက်ဒယ်ဆိုပါလဲဆိုအမြင်ကုန်းကြီးလို့ပဲမြင်ကုန်းကြီးဆိုတာသူတို့ဒါကအမြင်ရဲ့ body ပေါ့အမြင်ရဲ့ body မှာသူတို့လူကဘာလို့တော့ခွာပြီးတော့ထိုင်လိုက်တယ်အဲ့ဒါကြောင့်သူ့ကိုအဲ့လိုပုံမျိုးရှိလို့ဆက်ဒယ် joint လို့ခေါ်တယ်ဟုတ်နော်အော်ဆက်ဒယ် joint ကပမာလေးဆိုရင်သူတို့ base of that and compounds အဲ့သူတို့ဒါကလက်ပေါ့နော်လက်မှာဒါလက်ချောင်းလေးတွေရှိတယ် အော်ဒီဘက်ကလက်ဖြန်ယိုးလက်ဖြန်ယိုးခုနပြောခဲ့တဲ့ဒီနှချောင်းပေါ့ဒီနှချောင်းရဲ့အောက်ဆုံးလက်ဖြန်ယိုးနေဒီဘက်ကလက်ချောင်းနေကြားထဲမှာအယိုးတစ်တိလေးတွေရှိဟုတ်နော်ဒီလိုအယိုးတစ်တိလေးရှိအဲ့အယိုးတစ်တိလေးကိုကျတော့ couples bone လို့ခေါ်ဟုတ်နော်အဲ့မှာမှာကျတော့ရေဘာလဲဆိုပထမဆုံးလက်မပေါ့တမ်းနေဒီ couple bone နေကြွားတဲ့ကြားထဲရကြွားဓမ္မဆိုရင်ဒါလက်မလက်မနဲ့အောက်ဖက်က couple bone နေကြားထဲရကြွားရင်ဒီ ဘလို့ဖြစ်နေလဲဆိုအောက်ဘက်ကဒီ join နဲ့ setter မင်းကုန်းကြီးပေါ်မှာခွာထားတယ်လို့ဖြစ်တယ်။အဲ့ဒါကျတော့လမဘာကြီးလုံးနိုင်လေလမကဒီဘက်လက်ချောင်းလေးတွေနဲ့ဒီလိုမျိုးထိလို့ညာတယ် opposing ပေါ့ဟုတ်နော် opposition လို့ခေါ်တယ်ဒီလမသည်ဒီအတွင်းထဲကိုကိုယ်လို့ညာတယ်ဒီလိုလို့လို့ရတယ် flexion extension လို့လို့ညာတယ်ပြီးရင်ဒါလက်ကလေးကိုဖြန့်ထားပြီးတော့လမကိုလက်ဖွာရဲ့အပေါ်ဘက်ကိုလက်ကိုပလက်လှန်ထားပြီးတော့အပေါ်ဘက်ကိုလမလေးထောင်နေ attention ဟုတ်နော်အောက်ကိုပြန်ချလို့ရတယ်နောက်တစ်ခုကဒီလက်ကိုပြန်ထားပြီးတဲ့အခါကျတော့ဘေးဘက်ကိုကားလိုက်တာမျိုးဟုတ်နော်ဒီ movement ကိုလုပ်လို့ညာအဲ့တော့ဒီမှာ flexion လုပ်လို့ညာတယ် extension လုပ်လို့ညာတယ်ပြီးတဲ့အခါကျတော့ဒီမှာ adaptation လုပ်လို့ညာတယ်နောက် adaptation လည်းလုပ်လို့ညာနော်ဒီအောက်ဘက်ကိုပြန်ချရင် adaptation လို့ခေါ်တယ် နောက်တစ်ခုကစရုပ်လက်မယူလှဲ့လို့ရเนาะ second dashion လုပ်လို့ရပါတယ်ဒါကဘာလဲဆို saddle joint မှာဖြစ်တာနောက်ထပ်တစ်ခုကဘာလဲဆိုရင် gliding joint gliding ကဒီနှစ်ခုပုတ်တိုက်တလူမျိုးဘုံနှစ်ခုကြားမှာအချင်းချင်း surface တွေကပ်ပြောမှာဟိုဘက်ဒီဘက်လှုပ်လို့ရဟုတ်နော်အဲ့ဒါမှဆို one surface moves over another surface တဲ့ အော်ဓမ္မချက်ကနလက်ကိုပြထားတယ်ဓမ္မလက်ကိုပြဒီကြားထဲကလက်ကဘုံသစ်သစ်လေးတွေပါလို့ခေါ်တော့ကပ်ပဘုံလို့ခေါ်တယ်ဓမ္မလက်ချောင်းကဘုံ၅ချောင်းရှိရယ်ဒီဘက်ကလက်ဖြန်ရိုးနှစ်ခုအရိုးနှစ်ခုရှိရယ် radius နဲ့အာနာပေါ့အဲ့နှစ်ခုကြားထဲမှာဒီလိုဘုံသစ်သစ်လေးတွေကပ်ပဘုံလို့ခေါ်တယ်ဒီကပ်ပဘုံလေးတွေကြားထဲမှာရှိနေတဲ့ joint စီ between the ဘာလဲဆိုတော့ couple bones of the wits wits မှာရှိတဲ့ couple bones ကြီးချင်း နောက်တစ်ခါဒါခြေထောက်မှာခြေထောက်မှာဆိုရင်ဒီအောက်ဘက်ကခြေထောက်အယိုးနှစ်ချောင်းရှိရတူပဲအောက်ဘက်ကဒါခြေချောင်းငါးချောင်းကြားထဲမှာရှိရ joint စီကိုသူကတာဆက်ဘုံလို့ခေါ်တယ်ဒီတာဆက်ဘုံစီကြားထဲမှာရှိရ joint စီပြီး gliding joint စီဖြစ်ပါတယ်တဲ့သူကတစ်ခုနဲ့တစ်ခု surface အချင်းချင်းကြားမှာ move လုပ်လို့ရကျတော့ body မှာရှိတဲ့ joint စီမှာဆိုရင်ခုနကတော့ pivot joint cervical 1နဲ့2 vertebra ကြားမှာဖြစ်တာပေါ့ ဟုတ်နော်ပြီးရင်ကျတော့ bone and socket joint ကိုကြည့်ရင်ဘယ်နှမှာရှိမလဲဒီမှာ shoulder joint ရှိမယ်နောက်ဆို hip joint မှာရှိမယ် bone and socket joint ရှိမယ်နောက်တစ်ခုကကျတော့က shoulder joint ပေါ့ shoulder joint ကခုနပြောခဲ့လက်မနဲ့ဒီဘက်ကကပ်ပဘုံနဲ့ကြားမှာရှိရယ်ပြီးရင်ဒီမှာက gliding joints or plane joint လို့ခေါ်တယ်ဒါကတဆက်ဘုံနေကြားတဲ့ကြားမှာရယ်နောက်တစ်ခုက ခုနတော့က couple ဘုံနေကြတဲ့ဟာရယ် gliding movement ကိုပြောခဲ့ရေပေါ့အဲ့ဒါပြီးရဲ့ခါကျတော့သူတို့ကဒီ healthy muscular system ကို maintain လုပ်ဖို့ဘာကြောင့်အရေးကြီးသလဲဆိုရယ်အကြောင်းကို separate လေ့လာကြအောင်သူတို့ရဲ့ muscle တွေက skeleton တွေရော cartilage တွေရောဒီသူတို့ဒီ healthy ဖြစ်ဖို့လိုအပ်တယ် အဲ့လို healthy ဖြစ်မှသာလင်းကျတော့နေ့တိုင်းလုပ်နေကြ normal physical activity ကိုလုပ်နိုင်မယ်လမ်းလျှောက်မယ်ပြေးမယ်ခုံမယ်တခြား activity တွေကိုမှကျတော့ရေကူးမယ်အဲ့လိုမျိုး activity တွေလုပ်နိုင်မှာပါတဲ့ဟုတ်ကဲ့နော်အော်ဒီမှာကျတော့ musculoskeletal system လို့ပြောတဲ့အတွဲကြောင့်ဘာတွေပါမလဲဆိုတော့ muscle ပါမယ် bone စီပါမယ် cartilage တွေပါမယ် ligament စီပါမယ်ဟုတ်နော်အော်ဒီမှာ joint စီ muscle abnormal ဖြစ်မယ်ဆိုရင်အော်ဒီမှာကဘာရောဂါလဲဆို osteoarthritis osteo ဆိုဘုံကိုပြောတာ arthritis ဆို joint ကိုပြောတာအော်ဒီက joint မှာဒီဘုံနဲ့ဒီ osteo ဘုံမှာရှိတဲ့ joint နေ itis ဆို inflammation ဖြစ်တယ်အော် inflammation ဖြစ်တာဘလို့ဖြစ်တာလဲဆိုတော့ဒီမှာစရိုးရဲ့ဒါဆိုရင်ဘုံနှစ်ခုရှိမယ်ဒီမှာ cartilage ရှိမယ် osteoarthritis ကို OA လို့အတူပေါင်းခေါ်တယ်။အဲ့မှာဘာဖြစ်တာလဲဆိုတော့ဒီက cartilage တွေကပျက်စီးနေ။ cartilage တွေကပျက်စီးနေရောဒီဈာရဲမှာ joint တစ်ခုဈာမှာရှိတဲ့ movement က smooth မဖြစ်တော့မဖြစ်တော့ဘဲနေဒီ bones အချင်းချင်းပွတ်တိုက်ပြီးတော့ဒီနားမှာရောင်းလာတယ်။ပြီးတော့ကောင်းကောင်းမလှုပ်ရှားနိုင်တော့ဘူး။အဲ့ဒါဒီပါလဲဆိုရင် osteoarthritis. our damaged ends of bones are rough against each အာသာအချင်းချင်းပေါ်တိုက်ပြီးတော့ join ရနာလဲနာမယ် pain stiffness join မှာကောင်းကောင်းလှုပ်ရှားလို့မရအောင် stiff ဆိုတော့ကျက်နေတာပေါ့ဟုတ်နော်နောက်တစ်ခုကဘာလဲဆိုဒီဘုံးစီမှာသူကဘာဖြစ်လာမလဲဆို brittle abnormal bone ဆိုရင်အယိုးကျွတ်ဆက်တယ်လို့ပြောတာပေါ့အယိုးတွေပွားမယ်ကျွတ်ဆက်မယ်ဆိုရင်ဘာဖြစ်နိုင်လဲဆိုရင် fracture ဆိုတာကျိုးလွယ်ပါလေတဲ့ဒါကျ healthy bone healthy bone မှာဒါကနပါအောင် ဒါက tropicular ဘုံပေါ့ spongy ဘုံကိုပြထားဒီမှာအပေါက်လေးတွေဒီ normal တဲ့ပို့ပြီးတော့မှကြီးလာ။ဒါကြောင့်လဲဆိုအယိုးမှာအပေါက်ပေါက်တွေအဲတော့ calcium တွေ mineral တွေမရှိတဲ့နေရာတွေကများတော့အပေါက်တွေများတော့ဘာဖြစ်သွားလဲဆိုတော့ကျိုးတွေသွား။ဟုတ်နော်ဓမ္မဆိုလို့ရှိရင်ပေါင်ယိုးကျိုးသွားပေါ့ဟုတ်နော်ဓမ္မဆိုလို့ရှိရင်ကျေရူရဲ့ဖီမာပေါ့ပေါင်ယိုးရဲ့ခေါင်းမိုင်းကဒီလိုကျိုးသွားဟောဒီနားမှာလဲကျိုးတယ်ဒီနားမှာလဲကျိုးတယ်ဆိုတော့ အဲဒီဘုံကနေရာမရွေးဖို့လိုအပ်တယ်အဲ့ခါကျတော့ဒီလိုမျိုး implant ပေါ့ဒီစတီးချောင်းနဲ့ထည့်ပုံမှာတည့်အောင်ဆက်ထားပေးရဟုတ်နော်အဲ့တော့ကျတော့ဒီ muscular system မျိုး healthy ဖြစ်အောင်ကျတော့ဘလို့လောက်ကြမလဲပေါ့ maintain လုပ်ဖို့အတွက်ဘာကြီးလုပ်ဖို့လိုအပ်တယ်ပထမတစ်ခုကတော့ stay active ပေါ့လုံးလုံးရှာရှာနေပါနဲ့ဟုတ်နော်အဲ့တော့ physical activity စနော် exercise အဲ့ဒါဒီ healthy joint တွေကို maintain လုပ်ဖို့အရေးကြီးပါလေနဲ့ ဟုတ်နော်အဲဒါကြိုးကလှုပ်လို့ရှားရှားမနေဘူးပြီးရင်သူဒီစားလိုက်အိမ်လိုက်နေမင်းဟုတ်နော်အဲဒါဆိုရင်ကျိုးရဲ့တကားပတ်တာလေးလိုပဲအဖွင့်ပိတ်မလုပ်တာကြာရင်တန်ကြီးတွေတက်ပြီးတော့ကြက်သွားတယ်လို့ပဲဒီ join စီအားလည်းကောင်းကောင်းအလုံးမလုံးနိုင်တော့အဲဒါကြိုးကဒီ join စီမှာဘုံစီတွေအရေးကြီးအောင်မဟုတ်ဘေးမှာရှိတဲ့ muscle စီကလည်း တန်မာဖို့လိုအပ်တယ် strengthen ဖြစ်ဖို့လိုအပ်တယ်အဲ့လို strengthen ဖြစ်မှပဲဒီ joint တွေကိုသူကတေချာထိမ့်ပေးထားနိုင်မှာဖြစ်ပါလေတဲ့ဟုတ်နော်အတမားဆိုရင်သူက joint ရှိရင်ဘေးမှာပိုင်းရှိတယ်ဆိုခုနပြောတဲ့ ligament စီရှိဟုတ်နော် ligament စီကဒီ joint ရဲ့ပတ်ပတ်လင်မှာကာထားတာပေါ့ဒါ anterior ရှိမယ် lateral ရှိမယ်ဒီမှာ anterior ကို posterior ကို lateral ligament စီရှိ ဟောတကယ်လို့ဒီ joint စီကဒီ ligament စီပြက်စီးသွားရင်ဒီ joint စီဒီအဲသူ့နေရာနဲ့သူကောင်းကောင်း stable မဖြစ်တော့ဘူးအရင်လေးနာမယ်ပေါ့ဟောဒီမှာ do not over extend the joint joint တွေကို over extend မလုပ်အောင်ဟောစရူရဲ့ elbow joint တွေပဲဖြစ်ဖြစ် knee joint တွေပဲဖြစ်ဖြစ်ဘာဖြစ်လဲဆိုတော့စရူက extend ပေါ့ကွာ flashing လုပ်တဲ့ extension လုပ်တဲ့ extension လုပ်တဲ့အခါမှာ limit ကြီးနောက်ကိုအရင်လှန်ချိုးလို့မရဘူးပေါ့ ဲ့လိုမျိုး over extend လှန်ချိုးလိုက်တဲ့အခါမှာဘာကြီးပျက်စီးသွားမလဲဆိုတော့ဒီ ligament စီပျက်စီးသွားမယ်အဲ sam movement can cause injury စေရနိုင်ပါလေတဲ့ဟုတ်ပြီနော်အော်ဒမာ injury ရဒါဆိုရင်သူဘောလုံးညာရင်းနဲ့သူ့ရဲ့ဒူးကပါဖြစ်အောင်ဒီ body ကဒီဒူးကောင်းပုံသူဖိလိုက်တယ်ဖိလိုက်တဲ့အခါကျအရင်သူ့ကိုဘာဖြစ်သွားလဲဆိုတော့ဖိလိုက်တလို့ဖြစ်ပြီးတော့ over extend ဖြစ်သွားပြီးတော့ဒီကြားထဲမှာရှိတဲ့ ligaments ကပြဲသွား ဟုတ်နော်အဲ့တော့ဒီလိုဒီမှာဆိုရင် rapid direction changes အော်သူကပြင်းလွှိုင်းနေသူက twist ဖြစ်သွားတာပေါ့ဟုတ်နော် twist ဖြစ်သွားအဲ့လိုမျိုးသူကရှေခွင်သွားတယ်ပေါ့ကြားဘူးနေမယ်နော်အဲ့လိုမျိုးဖြစ်တယ် twisting ဖြစ်တယ်ဆိုရင် joint စီ damage ရမယ်အော် involving the cartilage တွေ ligament စီပါဝင် joint damage ရပါမယ်နောက်ခါပါလဲဆိုရင်သူရဲ့ healthy bone တွေ ligament စီ catalyst တွေဖြစ်ဖို့အတွက် healthy food တွေစားဖို့လိုအပ်တယ်။ uh, Our health of the bones, joints and muscle can be supported by healthy food တွေကသူတို့ကို support ပေးပါမယ်တဲ့။အဲ့တော့ကျွန်တော်ဘာကြီးစားအောင်လဲဆိုရင် dark green vegetables စီ olive wine citrus fruits ဆိုတာပါလား။ vitamin C တွေပါတယ် fish atari အသားတွေပါမယ် pottery အသားတွေအဲ့မှာ nutrients for bone and muscle development အတွက် nutrients တွေပါ ်အောက်သူ nutrients တွေအကြောင်းကိုတော့နောက်အခန်းနေမှာဆက်ပြောမယ်နော်နောက်တမ joint စီအတွက်ဆိုတော့ vitamin C လို့ရတယ်အောက်သူ vitamin C ဆိုရင် collagen synthesis အတွက်လို့ရ vitamin K လို့ vitamin A လို့ဟာလေ bone development အတွက်လို့ရ iron C ပြီးဒီမှာ calcium နဲ့ phosphorus တို့ magnesium နဲ့အသီးပီသားချက်လို့ရဘုံရဲ့ပါအောင် mineral portion C ဟုတ်နော် inorganic portion ဖြစ်တဲ့ mineral C အတွက်ကိုလို့ရ နောက် protein စီ protein စီကလည်းခုနမာဆယ်တွေအတွက်လည်း protein တို့တွေနောက်ထပ်တစ်ခုကကျလို့ဘုံမှာလည်း collagen စီအဲ့ organic portion ကလည်း protein စီပဲ critical role in muscle and cartilage repair အတွက် protein စီလိုအပ်ပါတယ်ကျလို့အသားဓာတ်တွေကိုစားပြရမယ်ပေါ့နောက်ထပ်တစ်ခုကပါလဲဆို reduce weight and stay fit by exercising ဘာလို့ဆိုတော့အယံဝရပေါ့အယံဝရဆိုရင် body အပေါ်ပိုင်းဒီ weight ကြီးတစ်ခုလုံးကိုဒီဘက်က hip joint နေရှိမယ်ပြီး knee joint နေရှိမယ်ဒီဘက်က ankle joint နေအထိမ့်ပေးထားအောက်ဘက်ကဘုံဝနေထိမ့်ပေးထားအော်ကျွန်တော်က weight အများကြီးကိုထိမ့်ပေးထားတဲ့အခါမှာဒီ joint နေကနာပေါ့ဟုတ်နော်လမ်းလျှောက်တဲ့အခါမှာလည်း weight အများကြီးကိုသူကမပြီးတော့မှခြေထောက်ကိုလှုပ်ရှားရတဲ့အတွက်ကြောင့် joint နေနာ ဟုတ်ပြီနော်အဲ့ဒီတွေကြောင့် weight ကသူ့ရဲ့အရက်နဲ့တင့်တော်တဲ့ weight ရှိအောင် weight ကိုလျှော်အောင်မင်း now exercising regularly reduce the joint pain အော်ပုံမှန် regular exercise လုပ်မယ်ပေါ့အော် exercise လုပ်တဲ့အခါလေးအဲ့လိုမျိုး joint တွေကိုနာအပြင်းထန်လောက်တာမျိုးမဟုတ်ဘူးသူ့ရဲ့တင့်တင့်နဲ့ exercise ကိုလုပ်ပြီးမင်းဆိုရင် joint pain တွေကိုတတ်တာမင်း join နေကျန်းမာရေးပိုကောင်းလာမယ် improve ဖြစ်မယ် muscle ကို strong ဖြစ်စေပါမယ် exercise မှာ तू က ဘာအတွက်လုပ်တဲ့ exercise လဲဆိုတာ type C ထွက်ခွဲသေးတယ်။ဒါဆို aerobic fitness ပေါ့ aerobic exercise ဆိုရင်သူကအဓိကကဒီနှလုံးခုန်တာတို့သွေးကြောတွေအတွက်ကိုအဓိကလုပ်တာ။သူကမယံမနာပဲနေခန္ဓာကိုလှုပ်ရှားတာမျိုး။နောက်တစ်ခုကသူကဘာလဲဆိုတော့ flexibility ပေါ့။ဒါယောဂလိုပါလို့ဆိုရင်ခန္ဓာကိုအကျော်ပြော့အောင်ပေါ့ ဟုတ်နော်အလိုမျိုးတောင့်တင်းမနေအောင်လုပ်တဲ့ exercise တွေရှိရင်နောက်တစ်ခါ muscle strengthening exercise အခုဘုန်းစီ joint စီရတော့အဓိကတော့ muscle strengthen လုပ်ဖို့ပို့လောက်တာမျိုးဖြစ်တယ်ပေါ့ဟုတ်နော်အဲဒါမှဆိုရင် muscle တွေအတွက်ကိုလုပ်တဲ့ exercise တွေ muscle build and strength ပေါ့အားကိုပြန်လုပ်တယ် squatting ဆိုရင်ဒီအောက်ပိုင်းထိုင်တာဆိုရင်ဒီပေါင်မှာရှိတဲ့ဟာခြေထောက်မှာရှိတဲ့ muscle တွေအတွက် ဟုတ်ကဲ့နော်ဒါရေထဲမှာလုပ်တဲ့ aquatic exercise တွေရှိရယ် push up လုပ်တာရှိရယ်ဒါသည်ဒီ6လောက်ဒါတကိုယ်လုံးပါတယ်လက်တွေရော6လောက်ဒီရောဒီကြောတွေရောပါမယ်နောက် single leg raise အားချောင်းချောင်းနဲ့ထောင်ထားမျိုး tricep ဒါဆိုရင်လက်ကအားကိုသုံးတာပေါ့ဟုတ်ကဲ့နော်အဲ့လိုနေရာဖြင့် muscle က strength muscle strength တွေကိုကျတော့က improve ဖြစ်အောင်လုပ်မယ်ဒီနေ့ကျနေတူ 10 biology chapter 3.1.4 support system in human ကျောင်းကိုလေ့လာကြတယ်မြန်မာပြည်မှာရှိတဲ့ခြားသော grade 10 biology ကိုလေ့လာနေတဲ့ကျောင်းသားကျောင်းသူအတွက်ချက်ရဲ့ Sivaka Hub Knowledge Sharing Channel ကို like and share လုပ်ပေးကြပါနောက်ထပ်သင်ခန်းစာများမှာပြန်လည်ဆုံတွေ့ကြမယ်နော်